ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်တန်ဆယ်လို့တော့ဒီမာဒီယိုတတိရှိနေလို့ဒီမိုကရေစီရရမရရမြန်မာပြည်ကိုပြက်လာတာ။ဒီလိုနာစီမုန်းတီးနေတယ်ဒီဘလောက်များလဲသိရှိမြန်မာပြည်ကိုပြက်သွားလိုက်။အဓိကညီတို့ဖြတ်စီခဲ့တဲ့ UGD ရဲ့ဘဝ။အဓိကညီတို့ဖြတ်စီတင်ခဲ့တဲ့ MPDF ရဲ့ဘဝတွေအတွက်အဲ့ကလေးတွေကဒါလောက်တောက်ကောင်းတဲ့အတွက်ညီတို့ပြန်ကြမြန်မာပြည်ကို။ ပြန်ရဲလာတော့ဒါနဲ့အမေစုကမြေတာတရားနဲ့သူအုပ်ချုပ်သွားတာနင်တို့ခိုးပေးမှမဲနေမှာမဟုတ်ဘူးမဲခိုးတာဘာလို့လဲတို့သူစုကြီးရအမေစုကိုအလုံးမျက်လုံးပိတ်ပြီးချက်တယ်လို့သူ့နောက်မှာရှိတယ်ဒါတော့အမေဆိုပြောင်းပြောင်းလေးနဲ့သူ့ရဲ့အထုပ်လေးအခုတည်းကိုသူ့နဲ့မိန်ကိုဖမ်းနေတော့သူကော့ကော့ပြိတ်သွားတာ။ဘာကြောင့်လိုက်သွားလဲဆိုတော့ညီမရဲ့ဆောက်ဆက်ချက်ကိုသူအများကြီးသူနေအောင်သူရှင်းပြတတ်တော့သူရှင်းပါပြီတော့သူရှင်းသွားတဲ့ပုံစံ။ ဘာလို့အမေစုကိုဘာပြတော့မှဘာခံဟာလေအမေစုသားကြီးကိုဘယ်လိုဆော့ဆော့ထုတ်ပြီးတော့မှဆော့အလူကလည်းအမေစုသားကစကားပြောပြီးပြီအမေစုသားကြီးဘာမှနားမလဲလေအဲ့အမေစုသားကိုဖိန်ခဲ့တဲ့ကောင်ကနော်အဲ့အက်စတာတဲ့ကောင်ကဒီမစရာလူမွေတွေအကုန်ယူပြီးသူပဲတော့ရတာသူပါတော့ရတဲ့ကိုပြင်းလုံးဝဘာမှမသိဘူးအမေစုသားကြီးနိုင်ငံရေးဇောမသိဘူးသူ့အမေနဲ့တွေ့ချင်တဲ့ဇောတစ်ခုပဲရှိတယ်တော့အနူတော်မှာလူကျော်လောက်တဲ့ခါပေါ့အယူပုံမြောက်တော့ချီချောက်ောက်စားတဲ့ကိစ္စအဲ့ဒါပါလဲဆိုတော့ KR ရဲရဲဆိုလို့ရှိရင်ဟိုဘက်ကဘုံချုံမျိုးညိတော့ကစုတ်ကိုကိုထင်လင်းကြတာကိုထင်လင်းကိုထင်လင်းနော်တိုက်ပုံကြီးတွေအတင်းဝစ်ပြီးတော့စုတ်ကိုမြန်မာဆန်ခိုင်းတာဟိုကလည်းပဲအယူပုံမြောက်ပြီးချိန်တောက်ောက်စားတယ်ပြီးခဲ့တယ်ဖေဖော်ဝါရီ23ရက်နေ့ဘုံချုံမွေးနေရဆိုပြောတယ်အဖိုးကြိုက်တဲ့ပဲပြုတ်နေတဲ့နံမြောက်ကိုကျွန်တော်လည်းကြိုက်ပါတယ်ဆိုပြီးပဲပြုတ်နေတဲ့နံမြောက်သူ့မှာစားပြရသေးတယ်လူဘိန်းကြိုက်လေးတွေလုတ်ပြရတာနော်အဖိုးကြိုက်တဲ့ပဲပြုတ်နေတဲ့နံမြောက်ကိုကျွန်တော်လည်းကြိုက်ပါတယ်လို့သာပြောတာအဖိုးလိုပဲကျွန်တော်ဟာမြမပြေအတွက်မျိုးသားရေးစိတ်တဲ့တွေကျွန်တော်ရင်ထဲမှာရှိပါတယ်ဆိုတဲ့ဇာတိတွေဇာတိမှန်တော့သူပြောမသွားဘူးနော် ဆိုတော့ကအခုအာပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်လည်းဒီ KRG ကိုသူတို့ပွဲထုတ်ပြီးတော့တက်တူကမ်ပိန်းလုပ်တယ်အခုဆိုလို့ရှိရင်လည်းဒေါ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆိုပြီးတော့အဲ့ဒီ KRG ကိုပွဲထုတ်ပြီးတော့မြောက်ပြပြီးစံတောင်းတယ်နော် KRG ရဲ့ပုံလူပကြီးကိုသူတို့အာလေလံတင်းပြီးရောင်းချမယ်လို့နော်အာဒီ KRG ကိုဘန်းပြပြီးတော့သူတို့ခွက်ခေါက်ခွက်ခေါက်နေကြတာပေါ့နော်ရိုးရိုးရှင်းရှင်းပြောရရင်ခွက်ခေါက်နေကြတာပေါ့ဗျာအာဆိုတော့က ့အာဒီကင်အရစ်ကိုရန်ကအယူပုံမြောက်လို့ခြေတောက်ကောက်စားနေပြီးတော့ဒီကင်အရစ်ကနောက်ကဲမှာခွက်ခောက်စားနေတဲ့အကြောင်းကိုသူတို့အချင်းချင်းကိုရန်ကဖော်ကောင်းလုပ်ထားတာရှိတယ် နောက်ထပ်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျမတို့နိုင်ငံထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရှိတယ်။ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဒီဘက်ကကျမတို့တမန်တော်ထောက်ခံတဲ့သူတွေကြတော့လေဘယ်မျိုးဘယ်နေရာမှာတိုက်ပွဲမှာတမန်တော်ကဘယ်လိုအောင်ပွဲရခဲ့တယ်။အကြမ်းဖက် PDF တွေဘယ်လျောက်သေးခဲ့တယ်ပေါ့။တစ်ဖက်ကလူတွေကြတော့လေဘယ်မျိုးဘယ်နေရာမှာစစ်တပ်ရဲ့စစ်ကြောင်းကိုသူတို့ဘယ်လိုမျိုးမိုင်းဆွဲခဲ့တယ်၊ထုံကိုတိုက်ခဲ့ခဲ့တယ်။ဒါကြောင့်မလို့စစ်သားတွေဘယ်လျောက်သေးခဲ့ပါတယ်ဆိုပြီးတော့နှစ်ဖက်လုံးကသူ့ဘက်ကနိုင်တယ်၊ငါးဘက်ကနိုင်တယ်ဆိုပြီးဝါဒဖြန့်မှုတွေကအခုလက်ရှိမှာမျက်မြင်ကိုတွေ့မြင်နေရတယ်။ ဆိုတော့ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်မအရင်အရင်တည်းကလည်းခဏခဏပြောခဲ့တယ်အခုလည်းထပ်ပြောမယ်။ဘာကြောင့်ခဏခဏပြောရလဲဆိုရင်အတိတ်တွေရှိနေကြမှာ။စစ်ပွဲဆိုတာကဒီနေ့စစ်ဖြစ်တယ်မနေ့ကစစ်ဖြစ်တယ်မနေ့ကတိုက်ပွဲမှာသူတို့ဘယ်လိုနိုင်ပြီးငါးဘက်ကဘယ်လိုဒီွားရည်ဒီနေ့တိုက်ပွဲမှာငါးဘက်ကဘယ်လိုနိုင်ပြီးသူတို့ဘက်ကဘယ်လိုသေးတယ်ဆိုရက်လက်တလုံးမှာဖြစ်နေတဲ့အကြောင်းအရာပေါ်မှာစိတ်ခံစားပြီးတော့အဲ့ဒီစစ်ပွဲတစ်ပွဲရဲ့နိုင်ခြင်းရှုံးခြင်းကိုဆုံးဖြတ်ရတာမဟုတ်ဘူး အဲ့ဒီနယ်မြေမှာတစ်ဖက်နဲ့တစ်ဖက်ကြည်စံတွေဖောက်လိုက်ပြီးဆိုတာနဲ့အဲ့ဒီဖောက်လိုက်တဲ့ကြည်စံတကောင်းရင်နောက်ွယ်မှာနောက်ထပ်၅နှစ်ဒီနယ်မြေမှာဘာဖြစ်နိုင်တယ်လဲနောက်ထပ်၁၀နှစ်ဒီနယ်မြေမှာအခြေပြုနေထိုင်တဲ့ဒေတာခန့်ပြည်သူလူထုရဲ့ကျန်းမာရေးစီးပွားရေးပညာရေးဘယ်အနေထားထိသွားနိုင်တယ်လဲဆိုတဲ့အနာဂတ်ကိုရှုမျှော်ပြီးသုံးသပ်ရတယ်အနာဂတ်ကိုရှုမျှော်သုံးသပ်ပြီးတော့မှတ်သားနေရင်ဒီနယ်မြေမှာဘယ်ဘက်ကဘယ်လိုနိုင်ပြီးတော့ပြည်သူလူထုဟာဘယ်လောက်ထိအကျိုးခံစားခွင့်ရတယ်လဲဆိုတာကျွန်တော်တို့ကသုံးသပ်ရတာဖြစ်ပါတယ် နော်သူကလက်တလုံးတိုက်ပွဲတွေပေါ်မှာตายရပြီးတော့နော်ခဏတာတိုက်ပွဲတွေမှာตายရပြီးသူ့ဘက်ကနိုင်နေငါဘက်ကနိုင်နေဆိုပြီးတော့ရေပေါ်စီလုံနေကြပေမဲ့အမှန်တကယ်နောက်ထပ်၅နှစ်ကိုစောင့်မျှော်ကြည့်တဲ့အခါနောက်တဲ့၁၀နှစ်ကိုမျှော်ကြည့်တဲ့အခါမှာသူ့ဘက်ကလည်းမနိုင်ငါဘက်ကလည်းမနိုင်ပဲနဲ့ဂျားတဲကဒေတာခံပြီးသူလူတုတာဘဝတွေပြတ်ပြီးအနာဂတ်တွေမဲ့သွားတော့တွေ့ရမယ်ဆိုတော့ဟုတ်ပြီလက်ရှိမှာနိုင်ငံရေးပြည်ပခါတွေကဘယ်လောက်ထိနောက်ထပ်ဘယ်နှစ်ထိကြာမြင့်နိုင်တယ်လဲနောက်ထပ်စစ်ပွဲဘယ်လောက်ထိဖြစ်အောင်မလဲ ်ဒါအားလုံးသိချင်တယ်စပွဲတွေဘယ်တော့ကြမှာငြိမ်းချမ်းပါလဲလက်ရှိဖြစ်နေတဲ့ပြည်ပခါတွေဘယ်လောက်မှငြိမ်းချမ်းမလဲတနေ့ငံလုံးတိုင်းတာနဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့သိချပါတယ်အဲမလက်ပြတ်တော့မဟုတ်ပဲတော့ခါလို့ပဲပြောရပါလိမ့်မယ်အဓိကကဗဇက်ကငြိမ်းချမ်းရေးငြိမ်းချမ်းရေးဘယ်လောက်ပဲပြောနေပါစေမိမိတို့ရဲ့ရင်ထဲမှာလက်နဲ့ကင်ထားတဲ့တိုင်းရင်းသားလက်နဲ့ကင်ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရင်ထဲမှာတက်မတော်ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရင်ထဲမှာထိုင်းရင်းသားဆိုတဲ့လူတွေရဲ့ရင်ထဲမှာဗမာဆိုတဲ့လူတွေရဲ့ရင်ထဲနှလုံးသားထဲမှာ ရင်ချားလိုခြင်းနဲ့ဆန္ဒအမှန်တကယ်ရှိရလားဂျင်းနေနှလုံးသားရဲ့ကဆန္ဒကတာတင်ကျမတို့ငင်းငယ်ရေအမှန်တကယ်ပေါ်ဆောင်နိုင်နေမယ်ဒါပေမဲ့လက်ရှိမှာဖြစ်ပျက်နေတဲ့ပရိပခါကြီးကကျမပြောလိုက်မယ်ကျမမမှုတူမဟာသွေးပြောလိုက်မယ်နောက်ထပ်အများဆုံးကြာရင်၃နှစ်နောက်ထပ်အများဆုံးကြာရင်၃နှစ်အဲ့ဒီ၃နှစ်မှာနော်အခုတစ်နှစ်ကိုထားလိုက်နောက်၃နှစ်ဒီတစ်နှစ်မှာထိခိုက်တိုက်ပွဲအနေနဲ့ဖြစ်မယ်ဘယ်သူတွေနဲ့ဖြစ်မှာလဲဆိုတော့ ဤဟိုဤအောင်နေမီအမိခံအတိုင်းသားလက်နက်ကင်နေမီတဲ့မှာထိတွေ့တိုက်ပွဲဖြစ်မယ်ထိတွေ့တိုက်ပွဲဖြစ်တယ်ဆိုတဲ့သဘောကသူ့ဘက်ကစစ်ကြောင်းနေထိုးလာတို့ငါဘက်ကစစ်ကြောင်းနေထိုးလာတို့အပြန်လဲစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်မယ်အဲ့ဒါဘာမှတည်းနေဒုတိယတနေ့ကြရတဲ့ခါကျတော့နော်မြေပြင်မှာသူ့ဘက်ကလည်းစစ်ကြောင်းမထိုးတော့ငါဘက်ကလည်းစစ်ကြောင်းမထိုးတော့ပဲနဲ့ဟိုဘက်နဲ့ဒီဘက်လက်နက်ကြီးတွေနဲ့နှမ်းပြီးပြစ်တာဒရုန်းတွေနဲ့နှမ်းပြီးပြစ်တာမျိုးတွေဖြစ်မယ်တတိယနောက်ဆုံးတနေ့၃နှစ်မြောက်ဒီ၃နှစ်မြောက်ဆိုလို့ရှိရင်ထိရတဲ့ဘက်မှာဖြစ်တော့ဘူးထိရတဲ့ဘက်လည်းလုံအောင်မရှိတော့ဘူး အာဘယ်နာမှာတော့ဆွေးပေးချောင်ဒုက္ခတီတူတွေဘယ်လိုထမင်းနဲ့နေပါရဲ့ဆွေးပေးချောင်ဒုက္ခတီတူတွေဘယ်လိုမျိုးခက်ခဲနေပါလဲဘယ်လိုယောဂတွေဖြစ်နေပါလဲဘယ်လိုဆေးဝါးတွေပြက်ပြက်နေပါလဲဆိုတဲ့အခက်အခဲဒုက္ခတွေပဲကြာရမယ်။ကျိန်းနေတာတို့ကတော့နောက်၃နှစ်လုံးမှာထိတိအတွက်ပွဲမှာသူ့ဘက်ကိုယ်ပဲစိတ်အင်အားနဲ့အင်အားဖြည့်ပြီးအပြန်အလှန်ထိုးစစ်ဆင်ခြင်းဒီဤရိုဤရောင်ဝင်ခဲတိုင်းရင်းသားလက်နက်ကင်ဖွဲ့အနေခဲတောင်းချမ်းလူတွေဒါဖြစ်တယ်။ဒီ၃နှစ်အတွင်းမှာ PD ရဲ့အမိခံစာဖတ်သမားရင်းနေနဲ့ကလုံးဝထိုးစစ်မဆင်နိုင်ဘူး။ကျွန်မအမခံတယ် ကျွန်မတင်းတေပေါ့အတက်ပြောရတယ်။တို့အနေနဲ့ကနော်ဒီပထမတနေ့တွင်မှာဆိုတော့ကြားရမယ်။ဘယ်နာမှာတော့စစ်တပ်ရဲ့စစ်ကြောင်းကိုခြုံခိုးပြီးတိုက်ခတ်လိုက်တယ်။ဘယ်နာမှာစစ်တပ်ရဲ့စစ်ကားကိုဘယ်လိုမိုင်းဆွဲလိုက်တယ်ဆိုတဲ့နော်ပြပြအစဉ်ပဲရှိနေမယ်။ထိတ်တာကြားတက်တက်ပြီးတော့သူ့တေကိုတေပြည့်ရဲ့ခက်ရဲ့ပြစ်နိုင်ခနိုင်ရဲ့နေတာလုံးဝမရှိသေးအောင် ဘာကြောင့်လဲဆိုတော့စစ်ပြစ်နေတာဖြစ်တဲ့အတွက်လူတွေလည်းတည်တယ်လက်နဲ့တည်တယ်ကုန်တယ်ခဲရဲနေကုန်တယ်ထိုင်ရရတဲ့လူတွေကိုကုသရမယ်စေဝါးနေကုန်တယ်ဒါကြောင့်မလို့နှစ်ဖက်လုံးမှာလူသားရေးမြစ်တွေဆုံးရှုံးရတဲ့အတွက်အများဆုံးနောက်ထပ်ပြိပက္ခတွေနဲ့လက်ရှိစစ်ရေးပြိပက္ခတွေကနောက်ထပ်အကြမ်းဆုံးရှိရင်သုံးနှစ်သာဖြစ်တယ် ဒီ၃နှစ်မှာဒီနှစ်ပါလို့ဖြစ်နေမှာလားဆိုတော့မဟုတ်ဘူးပထမအခုလာမယ်2026မှာတော့ထိတွေ့တိုက်ပွဲဖြစ်မယ်2029နှစ်မှာကျတော့တော့တလကြလို့ဟိုနေရာမှာတရင်တပုတ်လောက်ကြာရမယ်ဒီနားမှာတရင်တပုတ်ကြာရမယ်ခေနားမှာထိတွေ့တိုက်ပွဲဘလို့ဖြစ်တယ်ဆိုတာမျိုးကြာရမယ်နောက်ထပ်ဒါက2016 2019 2026 2029 2028 2028 2028ရောက်သွားတဲ့အခါကျရင်တော့နော်ဒီ PDF အမိခံကြီးသူတို့ဘဝဒီရောက်ရှိရနေပြီနော် ကျန်းယူနယ်မြေမှာရောက်နေတဲ့သူတွေဒီရဲ့ကျန်းယူကြော်ပေါ်မှာနေပဲသူတို့ကနေဝင်ချိန်ရောက်ပြီးတော့သူတို့ကလမ်းဆုံးသွားပြီးတော့ကျန်းအိနယ်မြေမှာရောက်နေတဲ့သူတွေကလည်းကျန်းအိကြော်ပေါ်မှာနေပလောင်နေရှိမှာရောက်နေတဲ့ PDF တွေဒီလည်းပလောင်နေရဲ့အခိုင်းအစီကြော်ပေါ်မှာနေကိုကန့်နေရှိမှာရောက်နေတဲ့ PDF တွေလည်းကိုကန့်ကြော်ပေါ်မှာနော်ရခိုင်အိရှိမှာရောက်နေတဲ့ PDF တွေဒီလည်းအေးအေးရဲ့ကြော်ပေါ်မှာနေပါဘဝနေဝင်ချိန်ကိုတို့ဇက်ကူးသွားရလိမ့်မယ်။တို့တို့ဒီတို့ဘဝဟာတော်တဲ့မှာနေတော်တဲ့မှာတည်တော်တဲ့မှာဆုံးပြီးတော့ ဤရူဤအောင်မိခံတိုင်းရသားလက်မှတ်ကရင်ဖွဲ့အမိခံထားတဲ့တောင်ချမ်းသူတွေရဲ့လောက်အောက်ခံလက်ဝေခံကျွန်ဘဝနဲ့တာသူတို့ဘဝတွေသက်သိမ်းသွားကြပါလိမ့်မယ်။